ဗုဒ္ဓဆိုတဲ့စကားလုံးကမပြောတာတုံးလို့ဆိုရင်တိတူဆိုတဲ့အထိပ္ပယ်ကိုပြောတာဘုဇတိတိဗုဒ္ဓောဆိုတဲ့ definition ပေါ့ဖွင့်ဆိုထားတဲ့စကားလုံးကတိတယ်တိတူဆိုတဲ့အထိပ္ပယ်ဘာတွေကိုတိတာတုံးဆိုလောကမှာတိเสียရမှန်လည်းမရကိုတိတယ်တိเสียရဆိုတာအမှန်တမ်းများတယ်ဘုန်းကြီးတို့တိတာတထွာတမိုက်တောင်မရှိဘူးတိเสียရတွေကအများကြီးမတိတာနဲ့တိเสียရတိတာတွေကို ကကြည့်လိုက်မယ်ဆိုရင်မတိတာတွေကများပြီးတော့တိတာလေးကနည်းနည်းလေးပဲလက်တဆုပ်စာလေးလောက်ပဲကိုတိတယ်ကိုမတိတာတွေအများကြီးအဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာတိစရာတွေကိုအကုန်တိလို့ဗုဒ္ဓလို့ခေါ်ဒီလိုတိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုတိတာလက်တဆုပ်စာလေးပဲတိတယ်မြတ်စွာဘုရားတိတာကတော့လက်တဆုပ်စာမကဘူးအများကြီးတိတယ်မြတ်စွာဘုရားကတခါဟောတယ်တတော်ထဲမှာတိရွက်လေးတွေကောက်ပြီးတော့ လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လားငါလက်ထဲကတိရက်ကလေးတွေတော်ကြီးထဲမှာရှိတဲ့တိရက်နဲ့ငါလက်ထဲမှာရှိတဲ့တိရက်ဘယ်ဟာများတော့ဆိုတော့ရန်တွေကိုမေးတော့ရန်တွေကရှင်ပြားတဲ့တောထဲမှာရှိတဲ့တိရက်တွေကအဆမတန်များပါတယ်တဲ့ရှင်ပြားလက်ထဲရှိတဲ့တိရက်ကဘလောက်မှမရှိပါအဲ့ဒီတိုင်းပဲတဲ့ငါတိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတတော်ထဲမှာရှိတဲ့တိရက်တွေလိုပဲအများကြီးပဲတဲ့ငါတိပြီးဟောတဲ့တရားငါလက်ထဲမှာဆုပ်ထားတဲ့တိရက်ဆုပ်ကလေးလောက်ပဲဟောတာတဲ့